အာဆင်နယ်တို့ဒက်ကလန်ရိုက်စ်ကိုရလိုက်တာအိုသေးကိုရလိုက်တာထက်တော့မှပိုတန်ပါတယ်အာဆင်နယ်မှာဒက်ကလန်ရိုက်စ်ရှိနေတာဟာအခုလက်ရှိဖလားအလုံးရနိုင်ကြည်များတဲ့အာဆင်နယ်အတွက်အဓိကလက်နက်တစ်ခုပါပဲဒက်ကလန်ရိုက်စ်လိုကစားသမားမျိုးကအာဆင်နယ်ကိုရောက်မှထကောင်းလာတာမှဟုတ်ပါဘူးဝက်ဆမ်မာတဲကနေသူပါလဲဆိုတော့ပြသခဲ့ပါတယ်ဒါကြောင့်လေအာဆင်နယ်ကတန်းရချီပေးပြီးတော့အသင်းဆိုင်ချင်းဒီပြောင်းရွှေ့ခြင်းနဲ့သူ့ကိုခေါ်ခဲ့တာပါ နောက်ပြီးတော့လက်ရှိမှာ Declan Rice ရဲ့အရေးပါပုံကအာဆနယ်အတွက်အတော်လေးကိုတိုက်ရောက်မှုကြီးပါတယ်။သူမပိုင်ရင်အာဆနယ်ကွင်းလည်းကတိုင်ပတ်နေတာပါ။တကယ်ကိုသိတာပါတယ်။ Rice မပါတဲ့အဖြစ်နဲ့ဟာပါတီရှိရင်တော့မှအာဆနယ်အတွက်မလွယ်ပါဘူး။ဒါကြောင့်အာဆနယ်ကိုရောက်ပြီးတဲ့ကနေ Rice ကပွဲစဉ်ထဲမှာပွဲထွက်ခွင့်ရနိုင်ပါတယ်။နောက်ပြီးတော့လက်ရှိမှာ Premier League အကောင်ဆုံး DMF အဖြစ်၃ယောက်ထဲမှာလေ Declan Rice ကတဟူအပါဝင်ပါပဲ။တကယ်ဆိုရင်သူနဲ့အပြန်အကောင်ဆုံး၂ယောက်ဖြစ်ခဲ့တဲ့ Guys တို့တို့ Graven Bench တို့ထက်တော့မှသူကစွမ်းဆောင်ရင်ပိုင်းမှာပိုတာပါတယ်။ကိုတင်မလားဖြစ်မလား။ Captain ပဲလုပ်မလား။ တမမို့ပြန်ပတ်တက်15ရောက်လောက်ရှိမှခန်းစေတန်းကိုတယောက်တည်းထိမလားနောက်ပြီးတော့ free kick ဒီဘက်ကံမလားစသဖြင့်ねဘာပဲလာလာ right stroke ကတော့ easy ပါပဲနောက်ပြီးတော့မနေတော့ကလည်း re ရဲ့ဘက်ကိုထည့်သွားတဲ့ free kick ဂိုးတွေကိုတစ်ချက်လောက်ကြည့်လိုက်ပါအာဆင်နယ်မှာသူမသွင်းခင်မမြင်ခဲ့ရတဲ့ဂိုးမျိုးတွေပါလာလာမှာရက်ဆက်လုံးပါလေကော်ဒိုဝက်စ်လိုဂိုးသမားတော်မှမကူနိုင်မကယ်နိုင်ဖြစ်ခဲ့ရတဲ့အထိပါပဲနောက်ပြီးတော့ finino and barbedo နဲ့တော့သူအသင်းပေါ်ဘယ်လင်ကန်ကိုတော့မှအဲ့ဒီ free kick နဲ့ဂိုးကနေကြည့်ပြီးငင်းငင်းဟာကနေဖြစ်ခဲ့တာပါနောက်ပြီးတော့ free kick ကိုပဲနှစ်ဂိုးဆက်တိုက်သွင်းသွားတာကြီးကလည်းတော်တော်ကြီးကိုမိုက်ပါတယ် ဒါကြောင့်ကိုင်းစီတို့တို့ driven badge တို့ကို right set down ပိုကောင်းနေလို့ပြောကြင် general တွေမပြောပါနဲ့အခုလိုမျိုးဂုံမျိုးသွင်းဘူးလားလို့တစ်ချက်တော့မေးကြည့်လိုက်ပါဒီတော့လက်ရှိ premier league ရဲ့အကောင်းဆုံး dmf ဆိုရင် rice ကိုပဲပြရမှာဖြစ်ပါတယ်နောက်ပြီးတော့သူ့ကိုကြော်တော်တို့လိန်သွားတာတို့ကိုလေပြန်မတိုက်စစ်စစ်နေနေပြုတ်လို့ဖို့မလွဲပါဘူးအရှိမကိုယ်ကလာလို့နေလို့ချက်တော့တစ်ချက်ထိုးလိုက်တာနေဘောလုံးကတန်းပြတ်တာပါ နောက်ပြီးတော့ကြမ်းခိုင်မှုကိုတော်တော်ကောင်းနေတဲ့တော်ရုံကစားသမားရှင်နိုင်ဖို့ဆိုတာကလည်းမလွယ်လှပါဘူး။ရှင်လူကြီးလည်းလဲသွားတာမျိုးရှိပေမဲ့ဒဏ်ရာလုံးဝမရတာကတကယ်ကိုမိုက်ပါလိမ့်။နောက်ပြီးတော့မိနစ်တုန်းကဆိုရင်အန်ဖီမှာကောင်တာပေါက်သွားတဲ့လီဗာပူးတိုက်ဆက်9ရောက်လောက်ကိုတယောက်တည်းခန့်ဆက်ဆော့သွားတာကြီးကိုကအခုတည်းထိမျက်လုံးထဲကမထွက်နေသေးပါဘူး။လုံးဝကိုအကြောက်လက်မရှိရေရဲဝန်းစော့ပြသွားတာပါ။ပြောမယ်ဆိုရင်ကောမမဟုတ်ပါဘူး။ Rice လုတ်ပြတာတွေကအများကြီးပါ။ဒါကြောင့်အာဆင်နယ်နဲ့အင်္ဂလန်မှာဆိုရင်စာကမပိုင်နေမယ်။ဘယ်လင်ကန်မပိုင်နေမယ်။ဒါပေမဲ့ Rice မပါလို့ကတော့မရပါဘူး။ Rice ကတကယ်ကိုအခရာကြပါလိမ့်။ဒီတော့အာဆင်နယ်တို့ လက်ဆန်ကြီးနေချင်းနဲ့ rice ကိုခေါ်ခွင့်ရတာဟာတကယ်ကိုအဖို့တက်လာပါလိမ့်။ဦးစည်းကိုဆန်ကြီးနေချင်းနဲ့ခေါ်ခွင့်ရခဲ့ပေမဲ့ဦးစည်းထက်ကို rice ရဲ့အခန့်ကဏ္ဍကပိုရေးပါပါလိမ့်။ဟိုတုန်းကဦးစည်းမပိုင်အာဆနယ်တက်ပြက်မှာသွားပေမဲ့အခုတော့ rice မရှိတော့အာဆနယ်ကတက်ပြက်မှာပါ။နောက်ပြီးတော့ဟိုတုန်းကဦးစည်းကအသင်းရဲ့တောက်တိုင်မှာဟုတ်ခဲ့ပေမဲ့အခုလက်ရှိကတော့ rice ကအသင်းရဲ့တောက်တိုင်ပါ။ ဒီတော့အာဆင်နယ်တို့ဒက်ကလန်ရိုက်စ်ကိုရလိုက်တာအိုဇေးကိုရလိုက်တာထက်တော့မှပိုတန်တယ်လို့ပြောရင်မှားပဲမထင်ပါဘူးနောက်ပြီးတော့ကစားရနေရကလည်းစကားပြောပါတယ်ဘဲခဲမှာပဲဖြစ်ဖြစ်အပြတ်ကစားသမားကောင်းကိုရောက်ဖို့ဆိုတော့မလဲပါဘူးဒီလိုပြောလို့အိုဇေးမကောင်းလို့စော်ကားတာမှမဟုတ်ပါဘူးအိုဇေးကလည်းတချိန်တုန်းကအာဆင်နယ်အကောင်းဆုံးဖြစ်ခဲ့တာပါဒါပေမဲ့အတင်းကအလေလေတန်းစားဖြစ်နေခြင်းမို့အိုဇီးကိုရလိုက်တာတဲ့အတင်းကထက်တန်းစားနေတာနဲ့ဖလားတွေတိမ်းတော့မဲ့အချိန်မှာဒက်ကလန်ရိုက်စ်ကိုရလိုက်တာကပိုတန်တယ်ဟိုကျိုးရှိတယ်လို့ထောက်ပြကြည့်အောင်ပါဒါကြောင့်ဆိုလိုချင်တာကိုလည်းသဘောပေါက်မယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်